နေရဲ့ approach ကိုလည်းပဲ ASEAN က support လုပ်သွားမယ်ဆိုတော့ဟာတော့ရှိပါတယ်။ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီအဲဒီ ASEAN ထိပ်သီးအစည်းအဝေးဆုံးဖြတ်ချက်အမှတ်14နဲ့15မှာပါတဲ့အဲဒီ neighboring countries approach အရာလုပ်သွားတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။ဆိုတော့အဲ့ဒီမှာလည်းဘာပါလဲဆိုတော့တို့အေဘိုပေါ့ဒီဆုံးဖြတ်ချက်ကအာအာဆီယံချဲတွင်မကဘူးအာဆီယံဥက္ကဋ္ဌတာဝန်ယူထားတဲ့နိုင်ငံတွေမကဘဲနဲ့အင်ဒီနာချင်းနိုင်ငံတွေ